နိုင်ငံတော်ဝန်တရုတ်စာသင်ကျောင်းတွေကကျောင်းသားကျောင်းသူ200ခန့်ဟာဇွန်22ရက်ကရန်ကုန်တက္ကသိုလ်မှာပထမဆုံးအကြိမ်ကျင်းပတဲ့ ASK တရုတ်စာအရေးချင်းစစ်စာမျိုးပွဲတက်ရောက်ဖြေဆိုခဲ့ကြပါတယ်။တရုတ်စာသင်ကျောင်းတွေကကျောင်းသားကျောင်းသူ200ခန့်ဟာ ASK 1မှ ASK 6အထိအဆင့်တွေကိုဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။အဆိုပါစာမျိုးပွဲကိုလဲဟွာ International Education Center မှစီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဲဒီစင်တာရဲ့အကြောင်းဒေါ်ရင်ရင်ဝင်းက ASK စာမေးပွဲဟာတရုတ်ဘာသာတကားကျွမ်းကျင်မှုကိုတတ်မှတ်တိုင်းတာဖို့အဓိကစံတတ်မှတ်ထားတဲ့စာမေးပွဲဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်တကယ်လို့ tour အနေနဲ့ level 340ရရတယ်။ဥမာခုနပြောသလိုရန်ကုန် UFM မှာလည်း Chinese major language ရှိရယ်။သူတို့အနေနဲ့၄နဲ့တက်ပြီးပြီဆိုရင် ပွဲလက်မှတ်ရသွားပြီဆိုရင်အလုံးထက်ရှောင်းမယ်နိုင်ငံခြားတွေကိုသွားပြီးပညာလေးလာတင်ယူမယ်ဆိုရင်ဒီ certificate ကမရှိမနေရဖြစ်တဲ့ဟာတခုရှိရဲ့အော်4အနေနဲ့ဆိုရင် level 4ရထားတာနဲ့တို့အနေနဲ့ scholarship ပေါင်းစုံအကြောင်းပေါင်းစုံကိုသွားပြီးရှောက်ယူလို့ရရှင့် HSK စာမေးပွဲကျင်းပမှုဟာမြန်မာပြည်သူတွေရဲ့တရုတ်ဘာသာစကားကြွမ်းကျင်မှုကိုအတိအမှတ်ပြုလက်မှတ်ရရှိစေရုံသာမကမြန်မာတရုတ်နှစ်နိုင်ငံကြားရည်ကျင်းမှုဖလှယ်ရေးနဲ့ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေအတွက်ပေါင်ကူတရာအဖြစ်တည်ဆောက်ပေးနိုင်တဲ့အခွင့်အလမ်းလေးဖြစ်တယ်လို့ဒေါ်ရင်ရင်ဝင်းကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်ခင်ဗျာ။